ဟုတ်ကဲ့အားလုံးမင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထိုင်မှသာစကားကျူးစုပါတယ်နော်ဒီနေ့မှလည်းခါတိုင်းလိုပဲထိုင်စကားလေးတွေကျွန်တော်လာပြီးတော့ share ပေးတာပေါ့နော်အဲ့ဒါဘာကြီးလဲဆိုတော့အခြေခံစကားတွေဖြစ်ပါတယ်ပုံလေးနဲ့တကွာကျွန်တော်ဘေးနားမှာကျွန်တော်ပြထားပေးမှာဖြစ်ပါတယ်ပါတဲ့ဟာပေါ့နော် Okay ဆက်မယ်ကျွန်တော်နံပါတ်၄နေနဲ့ရေးပေးထားရင်နော်နံပါတ်၄နေနဲ့1 2 3လေးကျွန်တော်ရေးပေးထားတယ်အပေါ်ဆုံးမှာထိုင်းစာထိုင်းစာပြီးတော့ ထိုင်းရဲ့အတန်ထွက်ကိုအင်္ဂလိပ်လိုနဲ့ရေးပြထားပါတယ်ပြီးတော့မြန်မာစာနဲ့ထိုင်းတန်ထွက်ကိုစူးစမ်းပြီးရေးပြထားတယ်နောက်ဆုံးမှာကျတော့အဓိပ္ပာယ်လေးပေါ့နော်အဓိပ္ပာယ်လေးကိုကျွန်တော်ရေးပြထားတာဖြစ်ပါတယ် okay စာမယ် number 1ပေါ့နော် number 1မှာကျတော့ဗာလဲဆိုတော့ငါဒီသချင်းကိုကြိုက်တယ်ကွာဆိုလိုတာငါဒီသချင်းကိုကြိုက်တယ်အဲအဲ့လိုမျိုးပြောမှာအဲ့ဒါကိုကျွန်တော်တို့ထိုင်းလိုနဲ့ဘယ်လိုပြောလဲကျွန်တော်ပြောပြမယ် okay ฉันชอบเพลงนี้ฉันสระฉันชอบเพลงนี้สุระงาบ่เนาะดีดีจริงใจเตสุระดิเบဖြစ်ပါတယ်โอเคအဲ့ဒါလေးကိုကျွန်တော်ဒီဒီချာချာလေးပြောပြပေးမယ်ฉันสระจုတ်ဘောเนาะပြောမှာဆိုจม main လေးဆိုရင်တော့จมဘောเนาะယောက်ျားလေးဆိုရင်တော့จုတ်ဘောเนาะฉันสระโอเคจုတ်สระเนี่ยပဲຕົงမယ်เนาะฉันสระจုတ်ဘောเนาะชอบสระใจတာကိုပြောတာဘောเนาะจုတ်ใจတယ်ဘောเนาะ playing ဆိုတာတခြင်းကိုပြောတာ knee ဆိုတာဒီဥစ္စာဒီရပါဘောเนาะပြောမှဆို plain knee ဆိုတော့ဒီတခြင်းကိုပေါ့เนาะအဲအဲ့လိုဒီပဲရှိပါတယ်အကုန်လုံးကိုပေါင်းလိုက်တော့အာ chance ချော့ plain knee ဆိုလို့ရှိရင် chance ဆိုတာကြုတ်ပေါ့เนาะ chop ကြိုက်တယ်ကြုတ်ကြိုက်တယ်ငါကြိုက်တယ်ထားပါတော့ပေါ့เนาะငါကြိုက်တယ်ပေါ့เนาะ plain knee ဆိုတာဒီတခြင်းငါဒီတခြင်းကိုကြိုက်တယ်ဆိုပြီးတော့အဲ့ဒီပဲယူလို့ရပါတယ်เนาะ okay တော့ပေါ့မယ်လို့ထင်ပါတယ်เนาะတခါလေးရေးပေးထားတယ်ပေးနာလေးမှာပေါ့เนาะ နံပါတ်၁ဆိုတဲ့အရာပေါ့နော်ချန်ချော့ဖလင်နီငါဒီချင်းကိုကြိုက်တယ်ဆိုပြီးတော့ရေးထားရှိပါတယ်โอเคသဘောပေါက်မယ်လို့ထင်ပါတယ်နော်အဲ့ဒါနံပါတ်၁เนาะနံပါတ်၂ကိုသွားမယ်နံပါတ်၂ကကြတော့ဘာလဲမင်းကူညီပေးနိုင်မလားပေါ့နော်မင်းကူညီပေးနိုင်မလားဆိုပြီးတော့ပြောတာပေါ့နော်သူသိပေးကြတော့ဒါ imitation မှာရည်ကြီးတဲ့စကားနဲ့သူရည်ထားတာနော်ဘလို့လဲဆိုတော့ခွန်ချွေတိုင်းမိုင်း คุณสุราเนบโนอ่าคุณสุราเต็มบโนช่วยสุรากุญีราบอกราคุญีราโช่วยสุรบอกราไดมัยสุรายาลาบโนคุณสุราเต็มบโนตมโหเมอ่าญมาลุมะสุรินโนอ่อမင်းဘောနောအဲတင်တုံဟုံမင်းဘောနောပြောမဆိုနေဘောနောအဲအဲ့လိုမျိုးတုံလို့ရပါတယ်ခွန်းဆိုတာယင်ကြီးကြီးနဲ့ပြောတာဘောနောပြောမဆိုတင်ဘောနောအဲအဲ့လိုမျိုး โอเคถ้าเลยปะคุณช่วยคุณช่วยได้ไหมโซลูชันเต็มปนเมนปนคุณยืมไปไหนไม่ละปนอดีตเบียคุณสุราเต็มปนช่วยสุราคุณยีเราเปล่าละได้ไหมสุรายาละคุณช่วยได้ไหมโซลูชันเต็มคุณยืมไปลุยามละปนนับเป็นหนึ่งมาเมนคุณยืมไปลุยาละสุราดีเบียจะไปเนาะโอเคตัวผมไม่รู้ที่มาเนาะโอเคนับเป็นตรงตัวไหมนับเป็นตรงมาจะรอ ထွက်လဲကြစုတိမှာပေါ့နော်ထွက်လဲကြစုဆိုတာလေထွက်လဲကြစုဆိုတာပြင်သွားလဲတာကိုပြောတာပေါ့နော်နံပါတ်3မှာအဲ့ဒါဘလူးပြောမယ်သွားတာကိုကြတော့ထွက်လဲတာပေါ့နော်အဲအဲ့ဒါသွားဘလူးပြောထားလဲဆိုတော့ Python Canter အဲ့ဒါ Python Canter အပြင်သွားလဲကြစုတော့မဟုတ်ထွက်လဲကြစုသွားလဲကြစုအဲအဲ့လိုမျိုးတွေပဲရှိပါနော် ဘိုင်းဆိုတာတွားတာကိုပြောတာထီယုတ်ဆိုတာအလဲကိုပြောတာကန်ဆိုတာအတူတူဘောနော်ထဆိုတော့တွားကြမယ်ဘောနော်ဘိုင်းထီယုတ်ကန်ထဘောနော်သူရဲ့အဓိပ္ပာယ်ဘိုင်းထီယုတ်ကန်ထဆိုလို့ရှိရင်အာတွားလေကြအောင်ဘောနော်အတူတူတွားလေကြအောင်အဲအဲ့လိုမျိုးဒီပြီမှာပို့ပြီးတော့ရှိပါတယ်ပြောမယ်ဆိုရင်တော့ဆိုလိုတာတကယ်ရောက်ကိုကိုက လူပြောမှာတယောက်ယောက်ကိုငါတို့သွားလေကြအောင်ဆိုတာအဲ့လိုမျိုးဖိတ်ခေါ်တဲ့စကားပေါ့နော်အာပိတ်ယောကန်ထပိတ်ယောကန်ထဆိုလို့ရှိရင်အပြင်သွားလေကြရအောင်ထွက်လေကြရအောင်ပေါ့နော်အဲ့လိုအဓိပ္ပာယ်ရှိပါတယ် Okay တော့ပုံမှန်လို့ထင်ပါတယ်ဒါနံပါတ်3ပါ Okay နံပါတ်4ကိုသွားမယ်နံပါတ်4မှာကျတော့အော်သူကတော့အိမ်မက်လက်လက်မဲ့ပါစီ ဘောနော်ဒီမှာအင်္ဂလိပ်စာနဲ့ good night ဆိုပြီးရေးထားတာ okay sorry ပါ good night မဟုတ်ပါဘူးနော် good night မဟုတ်ပါဘူး okay သူဆိုလိုတာ email လာလာမပါသေးဘောနော်ပြောမှဆိုရင်တော့ okay number 5မှာ email လာလာမပါသေးဆိုပြီးတော့သူရေးထားပါတယ်အဲ့ဒါကိုဘယ်လိုပြောမလဲဆိုတော့ fun fun ဆိုတာ email ကိုပြောတာနော် fun ဆိုတာ email ကိုပြောတာ D ဆိုတော့ကောင်းတော့ပြောတာအိမ်မက်ကောင်းပါစေပေါ့နော်နာဆိုလို့ရှိရင် no ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ် fandina ဆိုလို့ရှိရင်အိမ်မက်ကောင်းပါစေနော်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြောမယ်ဆိုအိမ်မက်လှလှမဲ့ပါစေပေါ့နော်ကျွန်တော်တို့မြန်မာလူနဲ့ဆိုရင်တော့အိမ်မက်လှလှမဲ့ပါစေဆိုပြီးတော့ယူလို့ရပါတယ်နော် fang ဆိုတာအိမ်မက်မက်တာကိုပြောတာနော် fangdi ဆိုလို့ရှိရင်အိမ်မက်ကောင်းတယ်အဲလိုမျိုးပေါ့နော်ဒီမှာကြတော့ fangdina ဆိုလို့ရှိရင်အိမ်မက်အိမ်မက်ကောင်းပါစေနော်ဆိုပြီးတော့ အိပ်ပဲရှိပါတယ်မြန်မာလိုနဲ့ပြန်မယ်ဆိုရင်တော့အိမ်မလှလှမဲ့ပါစေပေါ့နော် okay အဲ့ဒါနံပါတ်၄အဆင်ပြေမလို့ထင်ပါတယ်နော် okay နောက်ထပ်သွားမယ်နံပါတ်၅ကိုသွားမယ်ဩနံပါတ်၅မှာကြာတာအကုန်နောက်ဆုံးပေါ့နော်နံပါတ်၅မှာကြာတော့တဦးတယောက်ကိုကိုကတောင်းမှန်မကွာတဦးတယောက်ကိုကိုကတောင်းမှန်မယ်အဲ့ဒါဘလို့တောင်းမှန်မယ်တောင်းမှန်ပါတယ်ပေါ့နော်ဆိုလိုတာတောင်းမှန်တာကိုပြောချင်တာပေါ့နော်อืม ဲ့ဒါထိုင်းလုံးနဲ့ဘယ်လိုပြောလဲဆိုတော့ခေါ်ထောခေါ်ထောဆိုတာတောင်းမန်းတော့ပြောတာဖြစ်ပါရဲ့နော်ယောက်ျားလေးဆိုလို့ရှိရင်ခေါ်ထောခပ်ခပ်ဆိုတာခမည်းပေါ့နော်တောင်းမန်းပါတယ်ခမည်းဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်음အဲ့ဒါ main လေးကြတော့ခေါ်ထောခါခေါ်ထောခါဆိုလို့ရှိရင် main လေးကကြတော့ရှင်းပေါ့နော်တောင်းမန်းပါရှင်းဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်ဒါဒီခုကိုယ်လုံးမှားသွားလို့ရှိရင်တောင်းမန်းတဲ့စကားပေါ့နော် ိမှာပါခေါ်ထောဆိုတာလောက်ပဲဆိုလို့ရှိရင်ကြောင်းမှန်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော်โอเคသဘောပေါက်မယ်လို့ထင်ပါတယ်ဒီနေ့မလို့ထင်ပါတယ် subscribe လို့အတင်းလုတ်ပါပါလို့ follow လေးလုတ်ပါပါလို့ပြောချင်ပါတယ်ကျွန်တော်နေ့တိုင်းလို့လို့ခုလိုမျိုးဗီဒီယိုဖိုင်လေးတွေကိုတင်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို follow လေးနဲ့အားပေးပါလို့ပြောချင်ပါတယ်အားလုံး thank you ပါ bye bye